မိဘပြည်သူများရှင်ကျမတို့ Prime Media မှာယနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးရတော့မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍမှာ short ဖြစ်ခဲ့တဲ့ကိစ္စရပ်များကိုစိတ်တွေးတင်ပြထားတဲ့စောင်းပါရှင်ညီထက်မြတ်ရဲ့စောင်းပါလေးကိုဖတ်ကြားတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ပညာဆိုတာလူတစ်ယောက်ကိုစဉ်စားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ရည်ကိုပေးစွမ်းတဲ့စွမ်းရည်ဖြစ်တာကြောင့်ပညာဆိုတာလူပေါင်းအဖွဲ့အစည်းမှာအရေးပါတဲ့ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ပညာရေးဟာ နိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးလူမှုရေးရင်ကျေးမှုတို့ရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးနိုင်ငံရဲ့ငြိမ်းချမ်းသာရာဖွံ့ဖြိုးတိုးတက်မှုတွေရဲ့မြေပြားခံရလို့ဆိုရမှာဖြစ်ပါတယ်။ယနေ့နိုင်ငံတော်မှာအတ္တလောဘနိုင်ငံရေးသမားတွေရဲ့မှားယွင်းတဲ့နိုင်ငံရေးလောဘတွေကြောင့်လူငယ်အချို့ဟာဝါရမိုင်းအောက်မှာအသုံးချခံဖြစ်လာခဲ့ရတယ်။အမားကိုအမှန်ထင်အတ္တမကိုဓမ္မထင်ခဲ့ကြပါတယ်။ပညာအရေးသွေးကြဆင်းမှုဟာ လူပောင်လောကကြီးနဲ့နိုင်ငံတော်ကိုထိခိုက်စေခဲ့တယ်။စာရေးဆရာတဦးရဲ့ရေးသားချက်ကိုအမှတ်ရမိပြီးပြန်လည်ကိုးကားပြောကြားရရင်မြန်မာနိုင်ငံမှာ1824ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲဖြစ်တဲ့အခါနေချဲ့တွေကလက်နက်နဲ့ဤပညာတာလွန်မှုတို့ကြောင့်မြန်မာတို့ဆစ်ရှုံးခဲ့ရတယ်။ကနောင်မင်းသားကင်းဝင်မင်းကြီးအပါအဝင်မြန်မာနန်းတွဲမှာလူငယ်အချို့ကနိုင်ငံသားကိုပညာတော်သင်သွားရောက်ခဲ့ပါတယ်။ ပြည်ပင်းမှာလက်နက်ဆက်ယုံတွေတဲတယ်။ရေမြုပ်ဘုံတွေတီထွင်တယ်။ဒါပေမဲ့မြန်မာအချင်းချင်းအမြင်သဘောထားကွဲလွဲခဲ့ကြပြီးအချုပ်ပြောရရင်ဒါဟာပညာ shock ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။မြန်မာပြည်တို့လက်ထက်မှာဖြစ်ပေါ်ခဲ့တဲ့ပထမပညာ short ကြောင့်တိုင်းပြည်ကျုံဖြစ်ခဲ့ရပါတယ်။ဒုတိယပညာ short ကတော့1948ခုနှစ်လွတ်လပ်ရေးရစဉ်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကဝင်းကြီးချုပ်ဦးနုကအနောက်နိုင်ငံတွေမှာစက်မှုတော်လန်ရေးကာလနဲ့ကြုံနေချိန်မှုမြမပညာရေးကိုစက်မှုတော်လန်ရေးနဲ့ကိုက်ညီတဲ့စက်မှုပညာရေးကိုထည့်သွင်းတင် जा ပေးရန်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ပြုပြင်ပြောင်းလဲမှုတွေဟာအချိန်ယူရတာဖြစ်လို့အလင်းမီအောင်မဆောင်ရွက်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာကိုလိုနီကျွန်းပညာရေးကြောင့်တနိုင်ငံလုံးစာတက်မြောက်မှုနှုန်းဟာ30ရာခိုင်နှုန်းခန့်သာရှိခဲ့လို့အသုံးလုံးကျေတဲ့နန်းတွေဖွင့်လှစ်ပြီး ညာရှော့ကိုကုစားခဲ့ကြပေမဲ့အခြားနိုင်ငံတွေထက် နောက်ကျပြီးကြံခဲ့ရပါတယ်။တတိယပညာရှော့ဖြစ်ပွားခဲ့တဲ့အချိန်ကတော့1988ခုနှစ်မှာဖြစ်ပါတယ်။ရှစ်လေးလုံးသပိတ်ကာလမှာလဲအတကြီးမားတဲ့နိုင်ငံရေးသမားတွေကြောင့်တက္ကသိုလ်အကျောင်းသားအကျောင်းသူအတော်များများဟာပညာတပိုင်းတစားနဲ့တောထဲရောက်ခဲ့ရပါတယ်။88အရေးကင်းကာလမှာဆရာဝန်လောင်းတွေအာကိုအာထာပြုတ်ရပြီးပညာသင်ကြားလေ့လာရတဲ့စေတက္ကသိုလ်စာကြည့်တိုက်ကို မီးရှို့ဖျက်ဆီးခဲ့တာဘသူတွေပါလဲဓာတွေကိုဘသူတွေကမြောက်ပင့်ပေးခဲ့တာပါလဲတေချာစဉ်းစားကြည့်ဖို့လိုပါတယ်88ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့တတရမြောက်ပညာ short ကြောင့်နိုင်ငံရဲ့ပညာတပ်ပေါင်းမြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်ဒီလိုနဲ့မျက်မှောက်ခေကာလဖြစ်တဲ့2021ကာလကို ရောက်တဲ့အခါမှာတော့သဒုဒ္ဓအကျင်ပညာ short ဟာပြန်လဲဖြစ်ပေါ်ခဲ့ရပြန်ပါတယ်88အကျဉ်းအကျံကြောပြန်အတ္တနိုင်ငံရေးသမားအချို့ကြောင့ စာသင်ခန်းတွေထဲကကလေးတွေဟာပညာသင်ကြားမှုအခွင့်အလမ်းဆုံးရှုံးမှုတွေအများအပြားဖြစ်ပေါ်ခဲ့ရပါတယ်။လူမှုအောင်ကြွားမှုတွေစတင်ကတည်းကဆရာဆရာမတွေကို CDN လုပ်ဖို့လှုံ့ဆော်ခဲ့ကြသလိုနမည်အမျိုးမျိုးတက်ထားတဲ့သပိတ်မျိုးစုံနဲ့နိုင်ငံကိုအတိတ်ဒုက္ခရောက်အောင်အမှောင်တုတဲဝိုင်းဝန်းတွန်းပို့ခဲ့ကြတယ်။အဲ့ဒီတဲကမှကြောင်မတက်သပိတ်ဆိုတာမျိုးကမလုတ်တဲ့မလုတ်ထိုက်တဲ့စိုးဝါတဲ့လှုံ့ဆော်မှုသာဖြစ်ပါတယ်။ ဒါတွေကိုဘသူတွေကလှုံ့ဆော်ခဲ့တာပါလဲထိခိုက်နဲ့နာကြသူတွေဟာဘသူတွေပါလဲဒီလိုဖြစ်စဉ်တွေကြောင့်အခုချိန်မှာဆိုရင်ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့အမျိုးဆွေတွေကိုယ့်ပတ်ဝန်းကျင်ကလူမမယ်ចောင်းသားအရွယ်ကလေးငယ်တွေဘာတွေဖြစ်နေကြပါပြီလဲចောင်းသားလူငယ်တွေရဲ့ပညာသင်ခွင့်ဆုံးရှုံးနေတာတွေကိုမိဘပြည်သူတွေသတိရောထားမိကြပါရဲ့လား2021ကာလမတိုင်ခင်မှာ ကိုယ်ပတ်ဝန်းကျင်မှာကျောင်းတက်နေခဲ့တဲ့ကျောင်းသားလေးတွေကိုပြန်လည်မြင်အောင်ကြည့်ကြပါအောင်။သူတို့လေးတွေဟာအခုချိန်မှာဘလို့အသက်မိုးဝမ်းကြောင်းလုပ်ငန်းတွေလုပ်ကိုင်နေကြပြီလေ။ကျောင်းဝင်းတဲကိုရောက်မလာနိုင်တဲ့ကျောင်းသားလေးတွေဘယ်ကိုများရောက်နေကြပြီလေ။အကျန်းဖတ်မှုတွေကြောင့်ကျောင်းတွေအများကြီးပိတ်ခဲ့ရတယ်။ကျောင်းတွေကိုအကျန်းဖတ်အခြေစိုက်စခန်းအဖြစ်အသုံးချခဲ့ကြတယ်။စာသင်ပေးကျင်တဲ့ဆရာတွေ၊ကျောင်းထားကျင်တဲ့မိဘတွေ၊ကျောင်းတက်ကျင်တဲ့ကလေးတွေဟာ အကြောက်တရားရဲ့အဆိုးမှုမှုအောက်မှာတုံလုံးခြောက်ခြားစွာ နေထိုင်ခဲ့ရပါပြီ။ဒါအပြင် နိုင်ငံတစ်ခုရဲ့အနာဂတ်သားကောင်းရည်တနာတွေကိုငွေထုတ်ပေးပြီးစာတင်ပေးကြတဲ့ဆရာဆရာမတွေရဲ့ဘဝကိုလည်းရံပြုမှုတွေပြုလုပ်လာကြပါတယ်။အမျိုးသမီးဖြစ်တဲ့ဆရာမတွေအပေါ်နှမချင်းမဆာနာပြောဆိုဆွဆွဲခဲ့ကြပြီးမခွေမရအကျင့်ဆိုးတွေနဲ့ဆရာဆရာမတွေရဲ့ပညာသင်ကြားနိုင်တဲ့အခွင့်အရေးအားလုံးကို ဆုံးရှုံးအောင်ကြိုးစားခဲ့ကြပါတယ်။ ဒါအပြင်ចောင်းသူចောင်းသားတွေចောင်းတက်နေတဲ့အချိန်မှာအကျမ်းဘတ်သမားတွေဟာចောင်းရှိမှဘုံးတွေထောင်ပြီးចောင်းသားတွေကိုလည်းရံပြုခဲ့ကြပါတယ်။နိုင်ငံရဲ့အဖူးအငုံကလေးငယ်တွေဟာစာတင်ဖို့ចောင်းတို့အလာလမ်းမှာစောင့်ကြိုရံပြုခဲ့ကြပြီးကျောင်းသားလေးတွေတသက်လုံးကျောင်းကိုမလာနိုင်အောင်လှုပ်ရက်ခဲ့ကြပါတယ်။သမီးပြို့အရွယ်ကျောင်းသူငယ်လေးတွေကိုလည်းကျောင်းတက်တာအကျောင်းပြစာသင်တာအကျောင်းပြပြီးဖန်းစီအချုပ်ချကအတ္တမပြုကျင့်ခဲ့ကြပါတယ်။ ုံနောက်ပလာလူအတ္တသမားတွေရဲ့နိုင်ငံရေးခေါင်းစဉ်တက်တော်လှန်ရေးခေါင်းစဉ်တက်ပြည်သူ့ကာကွယ်ရေးဆိုတဲ့ညနေဖုံးလှလှလေးတွေတက်ပြီးအသွေးအသားအာဏာယူနေတဲ့အရိုင်းဆိုင်တွေကြောင့်ပန်းကောင်းတွေအညွတ်ကျိုးခဲ့ရပါပြီ။မြမပညာရေးသမိုင်းဟာပညာ short ၄ခုနဲ့တည်းရေတိမ်နစ်ခဲ့ရပါတယ်။ပညာ short ၄ခုကြောင့်ပညာတပ်ပေါင်းမြောက်များစွာ ဆုံးရှုံးခဲ့ရပြီးနိုင်ငံတိုးတက်မှုဟာအင်မတန်နောက်ကျခဲ့ရပါတယ်။ဒါကြောင့်အခုချိန်ကစတင်ပြီး နိုင်ငံတော်အစိုးရတွေအနေနဲ့မြမပညာရေးခန္ဓာမှာနောက်ထပ်ပညာရေး short ထပ်မံမဖြစ်ပွားရအောင် အထူးလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါ့အပြင် နိုင်ငံတော်အစိုးရနဲ့နိုင်ငံသားများအားလုံးကမျိုးဆက်တစ်ခုတိုင်းမှာပညာ short အခြေအနေဆိုးတွေထပ်မဖြစ်ရအောင်ကာကွယ်ကြရပါမယ်။ယနေ့ခေတ်ဟာပညာခေတ်ဖြစ်ပါတယ်။ပညာတတ်တဲ့မျိုးဆက်တက်တွေကသာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်နိုင်ငံတော်ကြီးကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ တိုးတက်နေတဲ့နိုင်ငံတွေကိုအမိလိုက်ဖို့ဆိုတာကအေးအေးဆေးဆေးလုပ်နေလို့မရတော့ပါဘူး။သူတို့နဲ့ရန်ပောင်တန်းနိုင်တဲ့အခြေအနေတစ်ခုရောက်အောင်စ조사လုပ်ဆိုင်မှသာအလှင်မီတော့မှာဖြစ်ပါတယ်။နောက်ကလိုက်နေလို့ကတော့တစ်ချိန်လုံးအောက်ကျနောက်ကျသာဖြစ်နေမှာဖြစ်ပါတယ်။ယနေ့ခေတ်ဟာသမယိုးကျသင်ယူမှုကနေညီသည့်နေရာညီသည့်အချိန်မစိုးလက်ထဲမှာမိုဘိုင်းဖုန်းတက်ပလက်ကွန်ပျူတာတစ်လုံးရှိနေုံနဲ့အရာအလုံးကိုသင်ယူနိုင်တဲ့အခြေအနေလေးဖြစ်တာကြောင့်အားသာချက်တွေရှိလာပါတယ်။ ကဘာပေါ်မှာနေ့စဉ်ဖြစ်ပျက်နေတဲ့အရာတွေကိုလည်းစကတ်မလက်အချိန်နဲ့တပြေးညီစောင့်ကြည့်နေနိုင်ပြီဖြစ်ပါတယ်။ဤပညာတွေဖွံ့ဖြိုးတိုးတက်လာတဲ့အတွက်ကဘာကြီးဟာရွာကြီးတရွာလို့တင်စားခေါ်ဝေါ်လာကြပါပြီ။ AI လို့ခေါ်တဲ့ Artificial Intelligence ဉာဏ်ရည်တုဤပညာဟာလည်းအလင်အမြန်ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက်ကြောင့်ဓာတ်တွေကိုအမိလိုက်နိုင်ဖို့လည်းလိုပါတယ်။ဒါကြောင့်ယနေ့လူငယ်တွေဟာဘလို့ဘာသာရက်ကိုပဲလေ့လာခဲ့သည်ဖြစ်စေ IT ပညာရက်ကိုတော့ မမေ့မလျော့ပဲခင့်တဲ့အညီလိုက်နိုင်ရေးစ조사သွားရမှာဖြစ်ပါတယ်။တမိုင်းတဲ့ကအဖြစ်မှန်တွေကိုသိမြင်နားလည်ပြီးကိုယ့်ပညာရေးကိုသာအထူးအာရုံစိုက်အောင်မြင်ပေါ့မြောက်အောင်ဆောင်ရွက်ရင်းနဲ့နိုင်ငံနဲ့လူမျိုးကိုအကျိုးပြုနိုင်တဲ့သားကောင်းသမီးကောင်းရေတနာတွေဖြစ်သည့်အထိစ조반သွားရမှာဖြစ်ပါတယ်။ယနေ့လူငယ်တွေဟာတိုင်းပြည်ရဲ့အနာဂတ်ကိုယုံကြည်စွာအနှင်းခံရမှာဖြစ်တာကြောင့်နိုင်ငံရဲ့သမိုင်းတစ်လျှောက်ဖြစ်စဉ်တွေကိုသင်ခန်းစာယူပြီး တိုင်းဖြတ်ပြည်စုပုံကိုယ်တွေမဖြစ်ပဲတိုင်းပြုတ်ပြည်ပြုတ်ပုံကိုယ်တွေဖြစ်ဖို့လိုပါတယ်။တောက်ပါတဲ့နေအောင်ကြီးအောက်မှာအပြာရောင်မိုးသားပြပြကို နောက်ခံပြုလို့လေမာတလူလူလွင့်နေတဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုမော့ချီပြီးတွေးလိုက်မိတာတခုရှိပါတယ်။နောက်တစ်ချိန်မှာပညာတတ်လူငယ်ပေါင်းမြောက်များစွာကိုနိုင်ငံတော်ကငွေထုတ်ပေးနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့မျော်လင့်ချက်အလင်းတန်းတွေဟာတလက်လက်တောက်ပလာနိုင်တာကိုမြင်ရောက်ကြည့်ရင်းနဲ့ ဝမ်းသာကြည်နူးနေမိပါတော့တယ်